ဒီကနေ့အလူရှင်ညနေတကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားနေဖြင့်မဟာကနယုံရှင်တော်ဘုရားကြီးရေးသားတော်မူခဲ့တဲ့အနာဂတ်သာသနာရေးကျမ်းစာထဲကယဟန်ခံဆိုင်ရာပြုပြင်ရေးတရားတော်ကိုဟောကြားပေးမှာဖြစ်ပါတယ် အနာဂတ်သာသနာ၏ကျမ်းစာထဲမှာရှင်ပြုယဟန်ခံပြုပြင်ဖို့တည်င်းကျကာလပြုပြင်ဖို့ကထိန်ကိစ္စတွေပြုပြင်ဖို့ဖျားပွဲတွေပြုပြင်ဖို့အစရှိသည်ဖြင့်ပြုပြင်စရာတွေကိုဆရာတော်ကြီးအများကြီးရေးသားတော်မူခဲ့ပါတယ် ဒါပေမဲ့မြန်မာလူမျိုးတွေကစာဖက်အားနေကြတယ်စာမဖတ်တော့ဒါတွေကိုပြုပြင်ရခေါင်းမဲမသိကြအောင်အဲတချို့စာဖတ်တယ်ပြုပြင်သင့်တယ်ဆိုတာလည်းသိတယ်ဒါပေမဲ့လည်းဟိုတို့ငယ်ငယ်ကလေးကဒီလိုပဲလှုပ်လာတာပဲ တို့ဘိုးဘွားတွေလည်းဒီလိုပဲလှုပ်လာခဲ့တာပဲတို့ဖုန်းကြီးတွေလည်းဒီလိုပဲလှုပ်ဖို့သင်ထားတာပဲလေဆိုပြီးတော့မိမိတို့ရဲ့လွဲမှမှုတွေကိုပြုပြင်ပြောင်းလဲဖို့မကြိုးစားကြတော့ဘူးပေါ့အေးဆရာတော်ကြီးကမိမိတို့သာသနာတန်ရှင်းစင်ကြယ်စေခြင်းနဲ့ဆိုရင်တော့ပြုပြင်ရမယ်ပြောင်းလဲရမယ်ဆိုပြီးတော့ ဒီအနာဂတ်သာသနာရေးကျမ်းစာကိုရေးသားထားခဲ့တာဖြစ်တယ်။အဒီနေ့ဟောကြားပေးရမှာကယဟန်ခန့်ချင်းဆိုင်ရာပြုပြင်ရေးရှင်တော်ကြီးကမလို့အဘဲနဲ့ငွေတွေကုန်ကြတာကိုမနစ်တတ်ဘူး။ပကာသနာတွေကိုအကြောင်းပြုပြီးငွေကုန်သွားတာကိုမလိုလောက်ဘူး။ ာသာရေးကိစ္စသာသနာရေးကိစ္စတွေမှာပကတနာတွေကြောင့်ငွေကုန်သွားတာမျိုးမဖြစ်သင့်ဘူးတဲ့မြန်မာနိုင်ငံမှာရှင်ပြုရဟန်းခံကိစ္စတွေကြောင့်ကုသိုလ်လည်းမရဘဲနဲ့ငွေတွေမြောက်များစွာ ကုန်သွားတာတွေရှိတယ်အဲ့ဒါတွေကိုပြပြင်းသင့်တယ်လို့ဆိုလိုတယ် သူကိုယ်တို့တခုကိုပြောပြတာဆယ်တော်ကြီးရဲ့ဝန်ခွဲညီကိုတူရဟန်းခံတယ်တဒုံလဘရဟန်းခံမဟုတ်ဘူးအပြိဝတ်တာရဟန်းအပြိဝတ်တာတော့ဆယ်တော်ကြီးတို့ခေတုံးကငွေကအလွန်တန်ဖိုးရှိတယ်ခေကိုအဲ့တော့မိဘတွေက700လောက် အကုန်ကြခံပြီးရဟန်းခံပြီးတယ်ပေါ့ချက်900တော့အကုန်ကြခံပြီးရဟန်းခံတယ်ဒါသူတို့ခက်ကချက်900ဆိုတာအလွန်တန်ဖိုးရှိတဲ့ခက်ကိုနော်အလွန်တန်ဖိုးရှိတဲ့ခက်နောက်ငွေတွေအများကြီးအကုန်ကြခံတယ်ပေါ့နော်ပွဲတွေဘာတွေနဲ့ပေါ့သဒ္ဒနာမှာအကျိုးရှိသလားဆိုတော့မရှိဘူး ွေးမွေးအခံတဲ့အတွက်ကတော့ကုသိုလ်ရတယ်။ယဟန်ခံတဲ့ယဟန်လောင်းအတွက်ပစ္စည်းပရိက္ခရာတွေလူတန်းနာကုသိုလ်ရတယ်။ဇက်ပွဲတွေအငိမ့်ပွဲတွေအစိုးတော်တွေဒါတွေထဲရတာကကုသိုလ်မရဘူးလေ။အဲ့ဒီအတွက်ကုံကြစိတ်တွေကကုသိုလ်မရဘူး။အဲ့တော့အဲ့ဒီကျက်900လောက်အကုန်ကြခံပြီးရဟန်းခံတဲ့ပုဂ္ဂိုလ်က လာတနာမှာမြဲသွားသလားဆိုတော့မမြဲဘူးတဲ့လေးလလောက်ပဲနေပြီးလှည့်ထွားတယ်မတန်လိုက်တာပေါ့နော်နောက်ဆရာတော်ရဲ့ညီအရင်သူကအလုံးညံထက်တယ်ရဟန်းတက္ကကမတွေကအဲ့ဒီခက်ကကျန်1500လောက်အကုန်ကြခံပြီးတော့ရဟန်းခံပွဲကျင်းပတယ်သူကပို့ပြီးကုန်ကြစည်းများတယ် ချဲ1900လောက်အကုန်ကြခံပြီးရဟန်းခံတယ်။သူလဲဆောင်းမွေးနေပါလေအောင်ပြီးနောက်ပိုင်းလူထက်သွားတာပဲ။ဆရာတော်ကြီးကကုံဝါကျိုးမနဲ့တာကိုပြောပြတာ။အဲရဟန်းခံတယ်ဆိုတာမြန်မာနိုင်ငံအနေနဲ့ရဟန်းစစ်စစ်၅ပါးပါမယ်။တိန်ကလည်းစစ်မယ်ပေါ့နော်။ ရဟန်းခံတဲ့တိမ်ကလည်းတိမ်စစ်စစ်ဖြစ်မယ်ရဟန်း၅ပါးကလည်းစစ်စစ်ဖြစ်မယ်ကမ္မဝါစာဖတ်တဲ့အခါလဲထံကတိုင်းနေပြီမယ်ဆိုရင်ဒါရဟန်းဖြစ်ပြီအိန္ဒိယနိုင်ငံမှာရဟန်းခံရင်တော့ရဟန်း၁၀ပါးလိုတယ်ပေါ့နော် မြန်မာနိုင်ငံကပစ္စံတရွေ့ဒေတာမှာဖြစ်လို့၅ဘာနဲ့ရဟန်းခံလို့ရတာရဟန်းခံတဲ့အခါမှာလိုအပ်တဲ့အရေးအတွက်ကအိန္ဒိယနိုင်ငံဆိုလို့ရှိရင်ရဟန်းစစ်စ10ဘာလိုတယ်မြန်မာနိုင်ငံလိုပစ္စံတရွေ့ဒေတာမှာဆိုလို့ရှိရင်ရဟန်းစစ်စ5ဘာလိုတယ်ပေါ့ အ ਨੇ ဆုံးရဟန်းစစ်စစ်၅ပါးလိုတယ်အလိုဆိုလို့ချင်းဒါရဟန်းခံလို့ရပြီတဲ့ဆရာတော်ကြီးကအကုန်ကြနဲတဲ့နီလန်းကိုပြောပြနေတာပါနော်မမကြည်ကြည်ကြဲလို့စရာမလိုဘူးပေါ့ယဟန်လောင်းတိုင်တဲ့ကိုခေါ်ယဟန်စစ်စစ်၅ပါးပြည့် ကမ္မဝါစာဖတ်ဉာဏ်ဖြစ်ပြီအဲ့တော့အလူရှင်အနေနဲ့ကုံကြစရိတ်ကဘလောက်မှမရှိဘူးအဲ့ဒီယဟန်အတွက်တပိတ်သင်္ကန်းပရိခရာဖိုးကုံကြမှာပေါ့နော်ဝီနီတော်နဲ့ညီတဲ့တပိတ်ဝီနီတော်နဲ့ညီတဲ့သင်္ကန်းတလောက်ဆိုရင်ရပြီပရိခရာချက်ပါမလို့ယဟန်ခန်းတဲ့ခါတချို့ကပရိခရာချက်ပါပါရမယ်ထင်နေတာမလို့ဘူး ယံခန္ဓာကမှာတပိတ်ပြည့်စုံပြီလားသင်္ကန်းပြည့်စုံပြီလားဒါပဲမေးတာအဲ့တော့တပိတ်သင်္ကန်းပါရင်ယံခန္ဓာလို့ရပြီအငှားတပိတ်နဲ့ယံခန္ဓာလို့မရဘူးအငှားသင်္ကန်းနဲ့ယံခန္ဓာလို့မရဘူးတချို့ဒေသတွေမှာရှိတယ်သူများတပိတ်ငှားပြီးယံခန္ဓာတယ်သူများသင်္ကန်းငှားပြီးယံခန္ဓာတယ်အဲ့ဒါတော့မရဘူးကိုယ်ပိုင်တပိတ်ပါရမယ်ကိုယ်ပိုင်သင်္ကန်းပါရမယ် ဝင်းနီတော်နဲ့ညီတဲ့တပိတ်ဝင်းနီတော်နဲ့ညီတဲ့သင်္ကန်းဖြစ်ရမယ်ပေါ့အဲယဟန်တက္ကရာကမတွေအနေနဲ့ငွေကြီးကုန်ကြမှုကိုတက်နိုင်သမျှရွှေ့တာမယ်ဆိုရင်ယဟန်လောင်းအတွက်လိုအပ်တဲ့တပိတ်သင်္ကန်းဘိုးလောက်ဆိုလို့ရှိရင်လုံလောက်ပြီပေါ့တခြားတခြား ठी တွေဖနက်တွေရက်တောင်တွေအဲ့ဒါတွေမပါလဲရတယ် ठी အတွက် ငွေကုန်ကြစရာမလိုဘူးဖဏတ်အတွက်ကုန်ကြစရာမလိုဘူးရက်တောင်တွေအတွက်ကုန်ကြစရာမလိုဘူးတမိတ်သင်္ကန်းပိုင်ရဟန်းခံလို့ရပြီအေးမိမိကထပ်ပြီးတော့လူနိုင်တယ်တန်းနိုင်တယ်ဆိုရင်ရဟန်းခံပွဲကိုကြွလာတဲ့ဆရာတော်တွေကိုပစ္စည်းလေးပါလူတန်းရှင်နဲ့လူတန်းပေါ့ဒါအချင်းချင်းရဟန်းခံပွဲကျင်းပါတာ အဲ့ဇက်ပွဲတွေအငိမ့်ပွဲတွေအဆိုးအငိုတွေကလုံးဝကိုမလိုအပ်တဲ့ကိစ္စပဲလीအဲ့တော့ယဟန်လည်းဖြစ်သွားပြီးငွေကုန်ကြေးကြလည်းမများဘူးပေါ့အေးဒီနေ့ခင်မကတော့၅ပါးနဲ့ယဟန်ခန္ဓာကတော့စိတ်မချရဘူးပေါ့နော်ယဟန်စစ်စစ်၅ပါးဖြစ်ရမယ်ဆိုတော့ဒီနေ့ခက်ကယဟန်စစ်စစ်ကတဖြည်းဖြည်းနဲ့ချားလာပြီး ယဟန်မဖြစ်တဲ့ပုဂ္ဂိုလ်နဲ့ယဟန်ဖြစ်တော်လည်းပဲပါရာဇိကတွေကြာနေတာမျိုးတွေဖြစ်နိုင်တာလေ။ဘာကြောင့်ဥစ္စံတို့ဒီကြောင်းတိုင်းမှာကတော့ယဟန်ခံရယ်။ចောင်းချီဥပဇင်းတွေအကုန်ပိန်တက်ရတယ်။ယဟန်ဖြစ်မြောက်ဖို့အရေးကြီးတယ်လေနော်။ငါးပါးနဲ့ယဟန်ခံတဲ့အခါတပားတလေကများယဟန်မဖြစ်ခဲ့ဘူးဆိုရင်တန်ခါမပြည့်တော့ဘူးပေါ့နော်။လိုအပ်တဲ့တန်ခါအရေးအတွက်မပြည့်ရင် ရမ်းမဖြစ်ဘူးပေါ့။ဒါကြောင့်ဒီကြောင်းတိုင်းမှာကတော့ပိန်စင်းလောင်းတာအဓိကမကြဘူး။ရဟန်းခံမဲ့တက္ကရာကမတွေကိုပြောရတယ်။တက္ကရာတို့တက္ကမကြီးတို့ပိန်စင်းမလောင်းနဲ့ရတယ်။ဘာမှမလူလဲဖြစ်တယ်။ဦးစင်းတို့ကတော့ကိုယ့်ရဲ့လုံထုံးလုံနည်းအတိုင်းတန်ခါတပါးရဟန်းတပါးဖြစ်မြောက်ဖို့အတွက်စူးစမ်းကြရမှာဖြစ်တဲ့အတွက်ကြောင့်အเจ้าမှာရှိတဲ့ဥပစင်းတွေအကုန်လုံးတင်ဝင်ရတယ်။ရဟန်းခံပွဲကိုဥစင်းအကုန်တက်ရောက်ပေးရတယ်။ ညာလူချင်းတွေအနေနဲ့တိမ်ဝင်းတဲ့ဥစဉ်တွေကိုလူရမယ်လို့မဆိုလို့ဘူးမလူလည်းဘာမှမဖြစ်ဘူးတကြောင်ဥစဉ်တော့စကားကြွတင်ခံထားတယ်မလူလည်းရတယ်နော်ဘာမှမလူနဲ့ပြောထားတယ်အဓိကဥစဉ်တော့ရဟန်းခံပွဲဖြစ်မှာကိုအရေးကြီးတယ်နော်ရဟန်းခံပွဲကငွေနဲ့ဝယ်လို့ရတာမျိုးမဟုတ်ဘူးရဟန်းစစ်စစ်တွေပါဝင်ဖို့လိုတယ်အ ਨੇ ဆုံးရဟန်းစစ်စစ်၅ဘတ်ပါဖို့လိုတယ်ရဟန်းစစ်စစ်၅ဘတ်မပါဘဲနဲ့ဘလို့မှရဟန်းခံလို့မရဘူး ။ဒါကြောင့်ဦးဇင်းတို့တိမ်စင်းလုံးဘုရားအဓိကမကြဘူး။ရဟန်းဖြစ်ဖို့ကအဓိကကြတယ်။အင်းဆရာတော်ဘုရားကြီးကငွေတွေအများကြီးအကုန်ကြခံမဲ့အစားအဲ့ဒီလိုအချင်းယုံပြီးတော့ဆောင်ရွက်နိုင်ရင်ကောင်းတယ်။အင်းဒီတက်ဆွမ်းနိုင်ရင်တော့အကျွေးမွေးနဲ့ပေါ့နော်မိတ်ဆွေသင်္ကားတွေကိုပိတ်ဖိတ်ပြီးတော့ကျွေးမွေးအခမ်းအနားမျိုးလဲလုပ်ရင်လုပ်ပေါ့ဟိုအငိမ့်တွေအစိုးတွေအငိုတွေကတော့လုံးဝကိုမလိုတာအိုးစီဒိုးဘက်တွေ အတန်ဆက်ဆက်တွေကလုံးဝကိုမလိုအပ်တဲ့ကိစ္စအနောက်ရှက်ဖြစ်တယ်ကုသိုလ်လည်းမရဘူးငွေလည်းကုန်တယ်ဥစဉ်တို့အရင်ဟောဖို့ပါတယ်နော်အကုသိုလ်ကိုငွေနဲ့ပေးဝယ်သလိုဖြစ်နေတယ်နော်ပွဲတွေငားကြတယ်ဂုံမြူပူဇော်ပွဲတွေဘုံကြီးပြန်ပွဲတွေရှင်မြူရဟန်းခံပွဲတွေဖျားပွဲတွေလုပ်တယ်ငွေတွေအများကြီးကုန်ကြခံပြီးတော့လုပ်ကြတဲ့အခါမှာ ပွဲကိုငားရရင်ဒါအကုသိုလ်ကိုဝဲတာပဲအဲ့တော့အကုသိုလ်ကိုဝဲတယ်လို့ဖြစ်နေပြီနော်ပတ်စံနဲ့အကုသိုလ်ကိုဝဲတယ်လို့ဖြစ်နေပြီဒါကြောင့်တောင်မြတ်မဂ္ဂလုံးဆရာဘုရားကြီးကယဟန်ခံပွဲမှာအဲ့လိုမလိုအပ်ဘဲနဲ့ငွေတွေအကုန်ကြခံတာမျိုးမလုပ်သင့်တော့ပါဘူးအကျိုးလည်းမများဘူးအကုသိုလ်လည်းဖြစ်တဲ့ကိစ္စတွေရှောင်ပါလို့ဆရာတော်ကြီးကမိန့် ညောင်ဒီကြောင့်နိုင်မှာကတော့ရဟန်းခပွဲဘာမှကြီးကြီးကျယ်မဟုတ်ဘူးဘာအတန်ရှက်ဆက်မှလည်းမပေါဘူးရဟန်းလောင်းအတွက်တပိတ်သင်ငန်းပရိက္ခရာလူတိုင်းရပြီတိမ်စင်းလောင်းလဲရတယ်မလောင်းလဲရတယ်ငွေကြီးတွေလောင်းစရာမလိုဘူးတိမ်စင်းမှာပတ်စံမလောင်းရဘူးအလွန်ရိုးချင်းတဲ့ရဟန်းခံပွဲဖြစ်ပါတယ်မြတ်စွာဘုရားတဲ့တုန်းကရဟန်းတော်တွေဘာတိမ်စင်းမှာမလောင်းပါဘူးနော်ဒီလိုပဲ ပိန်တဲ့ဝင်ကမွာစာဖတ်ရဟန်းခံကြတာပါပဲပစ္စည်းလေးပါရဟန်းတကားတော့မရှိကြပါဘူးเนาะဒီလိုပဲရဟန်းခံကြတာပဲဒီနေ့ကတကားတကားမတွေကတရားတရားတွေကောင်းလို့ကုသိုလ်လိုခြင်းလို့ရဟန်းတကားဖြစ်ခံယူကြတာဒါကြောင့်ဦးဇင်းတို့ဂုံပကာသနာအတွက်တော့ငွေကုန်ကြေးကြမဖြစ်သင့်တော့ဘူးလို့ဆိုလိုပါတယ်เนาะခိလူငယ်တွေရလဲဒါမျိုးတွေလက်မခံတော့ဘူးအပြစ်မြင်လာတယ်မௌဏဘန္တာတရားတိုင်းပြည်ဘန္တာတွေကိုဖြုံးတိနေတယ်လို့မြင်လာတတ်ပါတယ်เนาะ အကျိုးရှိတဲ့နေရာတွေမှာတုံးရတာကကောင်းတယ်လေ။တရားစီရင်ဘုရားကြီးကမမိတ်တယ်လဲဆိုတော့ရဟန်းခံပွဲမှာဂုံပကာသနာအတွက်အကုန်ကြမခံတော့ပဲနဲ့။အဲ့ဒီဥပဇင်းအစ်စ်ကလေးသူ့ရဲ့ဘဝရှေ့ဆက်မဲ့ပညာရေးဆိုတာရှိသေးတယ်။စာသင်တိုင်းမှာနေပြီးတော့စာတင်သင်ရအောင်မယ်။သူ့အတွက်တကယ်လိုအပ်တဲ့အားစေးတွေစာအုပ်စာတမ်းတွေ အဲ့ဓာတွေအတွက်ကိုအကုန်ကြခံရအောင်ပါလေတဲ့။ဘာဖြစ်လို့တခါတည်းယဟန်ခံပွဲမှာအများအများကြီးအကုန်ကြခံပါလဲ။ထိုက်တဲ့တလောက်အကုန်ကြခံပြီးတော်ရော့ပေါ့။နောက်အဲ့ဒီဥပစင်းရဲ့ဘဝချင်းရေးအတွက်ကိုဆက်လက်ထောက်ပံ့ရအောင်ပါလေ။ဒါကြောင့်အဲ့ဒီဥစင်းပညာရေးအတွက်လိုအပ်တဲ့ဇာဟုဇာတန်းတွေပညာသင်စရိတ်တွေကျမ်းမာရေးအတွက်ဈေးဝအလှူတွေ အန္တရာယ်တွေအတွက်ကိုထောက်ပံ့ရအောင်ပါလေတဲ့။ဒါကြောင့်ယဟန်ခံပွဲမှာတော်ယုံတင့်ယုံဆိုတော်ရောဘောတဲ့ဆရာတော်ကြီးက။เนาะဒါကြောင့်ဆရာတော်ကြီးကအလွန်ညာမျော်မြင်ကြီးပါတယ်။ယနေ့ခေတ်လူငယ်တွေကလည်းဘုန်းတော်ဘာသာတွေအလိုအတန်ဆက်ဆက်တွေနဲ့ပွဲတွေကျင်းပနေတာဟာတသက်ငွေဖြုံးနေတာပဲလို့မြင်လာကြပြီလေ။ဆက်မလုံးသိမ့်တော့ဘူးလေနော်။ဘုန်းတော်ဘာသာဟာငွေဖြုံးနေတာပဲလို့မြင်လာရင်မကောင်းတော့ဘူး။လူငယ်တွေဘာသာမဲ့တွေဖြစ်ကုန်လိမ့်မယ်။ ဘုဒ္ဓဘာသာပေါ်မှာအမြင်မကြည်တွေဖြစ်လာလိမ့်မယ်မကောင်းဘူးပေါ့ကုံသိမ့်လို့ကုံကြတာမျိုးကဘယ်သူမှအပြစ်မမြင်ပါဘူးနော်ဖြစ်သိမ့်ဖြစ်တိုင်းလို့ကုံကြတာကတော့ဘယ်သူမှအပြစ်မမြင်ပါဘူးအင်းမဖြစ်သိမ့်မဖြစ်တိုင်းပဲနဲ့အကုံကြခံနေရတာဟာလူငယ်တွေအတွက်အထင်လွဲစရာတွေဖြစ်တယ်ပေါ့အင်းဆရာကြီးကဆက်ပြောတယ်ငါကယဟန်ခံပွဲနဲ့ပတ်သက်ပြီးတရားဓမ္မတွေဘက်ကပြုပြင်ကြဖို့ပါပဲနောက်ဘုန်းကြီးတွေဘက်ကလည်းပြုပြင်စရာတွေရှိတယ် ယဟန်ဝိမဲ့ပုဂ္ဂိုလ်တွေဘက်ကလည်းပြုပြင်စရာတွေရှိတယ်။ဆရာတော်ကြီးကမျက်မှောက်သာသနာကို ကြည့်ပြီးတော့ယဟန်၅မျိုးကိုခွဲပြခွဲပြောပြတယ်။နံပါတ်၁ကအကျွေးထူလို့ယဟန်ဝတ်လာတဲ့ပုဂ္ဂိုလ်လူဘဝမှာအကျွေးတွေများလုံအကြီးလို့အကျွေးမဆက်နိုင်လို့ခြောင်ပြေးလာတာ။ဘုံကြီးဝတ်နဲ့ဆိုရင်တော့မြန်မာနိုင်ငံကဗုဒ္ဓဘာသာလူမျိုးတွေဆိုတော့နည်းနည်းအားနာတတ်တယ် ဖုန်ကြီးကိုနည်းနည်းငဲ့ညာပြီးတော့အကျွေးတွေပါလေလျှော်ပေးရင်လည်းလျှော်ပေးပါလေအဲ့တော့အကျွေးမဆက်နိုင်လို့အကျွေးထူလို့ဖုန်ကြီးဝတ်လာတာကတမျိုးရှိတယ်နောက်ဒုတိယတမျိုးကကြတော့ရာဇဝတ်မှုတွေလွန်ကျူးပြီးတော့ပုံချောင်လို့တဲ့အတွက်ကြောင့်ဖုန်ကြီးဝတ်လာတာကတမျိုးဖုန်ကြီးဝတ်ရင်အစိစိနေသွားတယ်လေအဲ့ဒါမကောင်းတော့ သာသနာသိက္ခာကြတယ်သာသနာမှာရာဇဝတ်သားတွေလက်ခံထားတယ်ဆိုရင်တက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေကသာသနာပေါ်မှာအထင်လွဲလာတတ်တယ်အမှန်အကန်ကြင်ကြံအထောက်တဲ့ယဟန်တော်တွေပါအထင်လွဲခံရတတ်တယ်ပေါ့အခွင့်အရေးကိုယူလို့ရကြတယ်အဲ့တော့ယနေ့လူငယ်တွေကလည်းဘုန်းကြီးတွေကိုအခွင့်ထုခံလူတန်းစားလို့မြင်လာရင်မကောင်းတော့ဘူးတတိထားစီရလေးတွေနော် တော့နံပါတ်1အကျွေးထူလို့ဘုန်းကြီးဝတ်လာသူနံပါတ်2ရာဇဝမှုတွေလွန်ကျူးပြီးတော့ခြုံနှိမ့်လို့တဲ့အတွက်ကြောင့်ဘုန်းကြီးဝတ်လာသူနံပါတ်3ငယ်စဉ်ကတည်းကမယိုးပလာအနေနဲ့ကိုရင်ဝတ်အသက်20ပြည့်လို့အော်တိုမက်တစ်ရဟန်းခံဘာမှရည်ရွယ်ချက်မမဲရမရှိဘူးပေါ့ဆရာတော်ကြီးစကားအတိုင်းပြောရမယ်ဆိုရင်ရည်ရီယာတာရဟန်းခံတယ်လို့ဆရာတော်ကြီးကတုံးတယ်ဘာမှရည်ရွယ်ချက်မမဲရမရှိဘူး ငယ်စဉ်ကတည်းကဘုန်းကြီးကြောင့်မှနေဘုန်းကြီးကိုရင်ဖို့အသက်20ပြည့်ရဟန်းခံရည်ဝဲချက်ဘာမှမရှိဘူးအဲဂျီရီယာတာဝတ်တယ်လို့ခေါ်တယ်ဆရာတို့ရဲ့နောက်နံပါတ်၄တရာရီယာနဲ့ဝတ်လာသူမြတ်စွာဘုရားကို ကြည်ညိုလွန်းလို့ဘုရားရဲ့အဆုံးအမတွေကိုကြင်ကြံခြင်းလွန်းလို့တန်ဃာတော်တွေကို အားကြလွန်းလို့ယဟန်ဝတ်လာသူ တရာတရားနဲ့ယဟန်ဝတ်တယ်လို့ခေါ်တယ်။နံပါတ်၄နံပါတ်၅ပညာကြောက်ယဟန်ဝတ်သူတချို့အမျိုးကောင်းသားလေးတွေကြတော့မုန်တန်ရဲ့စာပေတွေကိုမျက်နှိုးတယ်မုန်တန်စာပေတွေကိုထက်ထဲဝင်ဝင်လေ့လာခြင်းနဲ့သင်ယူခြင်းနဲ့လူဘဝနဲ့ဆိုလို့ချင်းအာရပါရမသိရဘူးအဲ့တော့ယဟန်ဝတ်မှာဖျားစာပေတွေကိုနိုင်နိုင်ချွတ်ချွတ်လေ့လာခွင့်ရမယ်ဆိုပြီးတော့ ပညာလိုလားလို့ယဟန်ဝတ်လာသူဆိုပြီးတော့၅မျိုးရှိတယ်။သာသနာမှာယဟန်ဝတ်လာတဲ့၅မျိုးရှိတယ်။နံပါတ်1အကျွေးကြောင့်ဝတ်တာ။နံပါတ်2ရာဇဝမှုကြောင့်ဝတ်တာ။နံပါတ်3ယီဒီယာဒအနေနဲ့ဝတ်တာ။နံပါတ်4ကတရားတရားနဲ့ဝတ်တာ။နံပါတ်5ပညာရေးကြောင့်ဝတ်တာ။တင်းနဲ့3ကျွန်တော်ကြီးကမကောင်းဘူးတဲ့။အကျွေးထူလို့ဝတ်တာမျိုး ရာဇုံးမှုလို့ရှိလို့ဝတ်တာမျိုးကလုံးဝမဖြစ်သင့်ဘူးခွင့်မပြုပါဘူးအစိုးရကိုယ်တိုင်လည်းအမိန့်ထုတ်တင်တယ်အာဏာစက်နဲ့အကူအညီတင်တယ်အကျွေးရှိတဲ့သူလုံးဝမဝေးပေးရဘူးရာဇုံးမှုတွေလုံခြုံရတဲ့ဘက်ကမဝတ်ပေးရဘူးအစိုးရဘက်ကလည်းအမိန့်ထုတ်တပ်ဆိုင်ရာကျောင်းနယ်ဘုန်းကြီးတွေကလည်းစစ်စစ်မင်းမြန်းဝင်းနီးမှလည်းရှိတယ်လေရဟန်းခံလို့ချင်းမေးရတယ်ဒီထက်မှရဟန်းခံမှုတဲ့ဒကာကြီးတွေပိုင်သိမယ်အကျွေးကင်းသူဖြစ်ရလားဆိုတာမေးရတယ်လေ အကျွေးရှိသူကိုရဟန်းမခံပေးရဘူး။ဒါဝီနီတော်အရာလည်းမြတ်စွာဘုရားခွင့်မပြုဘူး။အကျွေးရှိသူရဟန်းမခံပေးရ။နောက်ဝရဟန်းပြေးတွေရဟန်းမခံပေးရဘူး။ဒါကြောင့်ရဟန်းခံမဲ့ပုဂ္ဂိုလ်တွေကိုမေးရတယ်အကျွေးကင်းရလားမိဘတွေခွင့်ပြုရလား။ရာဇဝမှုတွေရောလုကင်းရလားမေးရတယ်။အဲ့တော့အစိုးရဘက်ကလည်းအာနာဇက်ကိုထုတ်ပြန်တာ။ဘုန်းကြီးတွေဘက်ကလည်းအဲ့ဒီအာနာဇက်ဓမ္မဇက်နှစ်ခုလုံးနဲ့ တည်တည်ကြကြကင်တွဲကိုစီမှာရန်ခံဖို့လာတိုင်းလာတိုင်းအတိအကျစစ်စစ်မေးမြန်းဒါသာသနာတန်ရှင်းအတွက်လိုအပ်တဲ့လိုအပ်တဲ့အချက်တွေတော့ဒါယနေ့သာသနာမှာအဲ့လိုစစ်စစ်မေးမြန်းမရှိဘဲနဲ့ဝင်ကျင်တိုင်းဝင်နေလို့ယဟန်တုတွေပေါ်နေတာသာသနာသိခါကြရတယ်သာသနာဘောင်ကဝင်လာပြီးတော့ဆာလဲမတင်တရားလဲအမထုတ်စီဝိုင်းဒီလှုပ်ပြီးတော့သာသနာဖြတ်နေကြတယ်ဘာသာကြားတွေအမြင်မှာမကောင်းဘူး အထင်သေးစရာဖြစ်နေတယ်နော်ခေတ်လူငယ်တွေရဲ့အမြင်မှာအထင်သေးစရာဖြစ်နေတယ်ဒါပြုတ်ပြင်းတဲ့နော်အစိုးရဘက်ကလည်းအာဏာစက်နဲ့ပုံညီရမယ်ကျောင်းနေဘုန်းကြီးတွေဘက်ကလည်းစစ်ဆေးရမယ်တွေ့ကြရပုံကိုယ်တွေကိုသင်ခန်းမစည်းပေးရဘူးဦးကျွန်တော်သာသနာကတိတ်အထက်တန်းကြတယ်အဲကြောင့်အကျွေးကင်းသူဖြစ်ရမယ်ရာဇဝမှုတွေကင်းရမယ်ဆရာတို့ရနံပါတ်3လေမနစ်တတ်ဘူးမယိုးဖလာအနေနဲ့ကိုရင်ဖို့ အသက်20ပြည့်တော့အချိန်တန်ရဟန်းခံဒါလည်းမဖြစ်သင့်ဘူးတဲ့တကယ်ဆိုရင်နံပါတ်4နဲ့နံပါတ်5ပဲဖြစ်ရမယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုကြင်ကြင်ချင်းလို့ကြည်ညိုလုံးလို့ဝတ်တာပဲဖြစ်ရမယ်ပညာရေးကိုလိုလားနဲ့သက်လို့ဝတ်တာပဲဖြစ်ရမယ်နံပါတ်4နဲ့နံပါတ်5ပဲဖြစ်ရမယ်တရားတရားနဲ့ဝတ်လာသူပညာလိုလားလို့ဝတ်လာသူဒီနှမျိုးပဲရှိသင့်တယ်လို့ဆိုလိုတယ် ဲ့တော့ចောင်းနိုင်ဘုန်းကြီးတွေအနေနဲ့ရဟန်းခံမယ်ဆိုရင်မေးရမှာပေါ့ဘာကြောင့်ဝိချင်တာလဲเนาะယူရချက်ကဘာလဲမေးရတယ်အေးအဲ့တော့တရားတရားနဲ့ဝတ်လာတယ်ပညာနဲ့ဝတ်လာတယ်ဆိုရင်လည်းသာသနာမှာလုပ်ငန်းနှစ်ခုပဲရှိတာကိုရှင်းပြရတယ်တို့သာသနာမှာဘုန်းကြီးဝတ်ပြီးဆိုရင်စာသင်မလားတရားအထုတ်မလားနှစ်ခုပဲစာသင်မဲ့သူဆိုရင်လည်းဆရာတော်ကြီးကရဟန်းခံပြီးစာသင်နိုင်ကိုပို့လာတယ်เนาะ စာသင်မဲ့ပုံကိုဆိုရင်စာသင်လိုက်ကိုပို့တရားအထုတ်မဲ့ပုံကိုဆိုရင်တရားထုတ်လို့ရတဲ့နေရာကိုပို့အလုံးလက်မဲ့ចောင်းလိုက်ဒီမှာမပို့ပါနဲ့ဆရာကြီးကမနေခိုင်းပါနဲ့ဆရာကြီးရဲ့စာအုပ်ထဲမှာပါသေးတယ်မြန်မာနိုင်ငံမှာចောင်းတရားနှမျိုးပဲရှိတဲ့နဲ့စာသင်နဲ့ចောင်းတိုက်နဲ့တရားထုတ်တဲ့ចောင်းတိုက်ရည်ရည်ရတာចောင်းတိုက်တွေမရှိကိုမရှိရဘူးနိုင်ငံတော်အစိုးရအနေနဲ့အဲ့ဒါတွေတိမ့်တဲ့နဲ့ဆရာကြီးကတိုင်းသူပြည်သားတွေကလည်းအဲ့လိုចောင်းမျိုးတွေကိုအားမပေးရဘူးတဲ့ ြန်မာနိုင်ငံမှာစာသင်တိုင်းနဲ့တရားထုတ်တဲ့နေရာစာသင်လို့ရတဲ့နေရာနဲ့တရားထုတ်လို့ရတဲ့နေရာနှစ်နေရာပဲဖြစ်ရမယ်။ဘုန်းကြီးကျောင်းမှန်ရင်စာသင်နေတာလားတရားထုတ်နေတာလားဒီနှစ်ခုပဲရှိရမယ်။စာလဲမသင်တရားလဲအမတော်ရေးလာဝါလာနေတဲ့ကျောင်းတွေရှိကိုမရှိရဘူး။တယောက်ယဟန်ဝတ်တိုင်းဝတ်တိုင်းဖြစ်ရမယ်။စာသင်ပါလားတရားထုတ်ပါလားမိကိုမေးရမယ်။စာသင်တဲ့သူဆိုရင်စာသင်တဲ့ကိုသွားတရားထုတ်မဲ့သူတရားထုတ်တဲ့နေရာကိုသွားယိရိယတ်နေခွင့်မပေးနဲ့။ ဟေးလာဝါလာနေခွင့်မပေးနဲ့အလုံးမရှိအကင်မရှိနေခွင့်မပေးနဲ့သာသနာမှာတိုင်းပြည်ဗန္ဓာတွေဆုံးချုံးတယ်နော်ရှင်တော်ကြီးကတိတ်ပြီးတော့သာသနာကိုချစ်မြတ်လို့တယ်နိုင်ငံကိုချစ်မြတ်လို့တယ်တိုင်းပြည်ပြည်သားတွေကိုအကျိုးများခြင်းတယ်အကျိုးများစေခြင်းတယ်ဘုရားသာသနာကိုကိုးကွယ်ပြီးတော့ဒဂရကမတွေမှာအကျိုးနည်းတာမျိုးဆရာတို့ကမဖြစ်စေခြင်းဘူးအဲကြောင့်ဒါတွေကိုဆရာတို့ကြီးကစစ်ဆေးဖို့ပြုပြင်ဖို့ dì ta cái đó dì ta đó mua cái nào chết đẹp bỏ nó phải làm công lên nó đặc biệt là mà được sinh ra gì sinh cố nhân gì ra mà giờ hôm qua đây bố cô đang thì sao thế mà đi ăn thôi mà sao thế mà đi ăn thôi bắt lóc chín nhiều gì à con này mình ta tận rồi gì bắt lóc tan xem mà lại bắt lóc con này sinh cố nhân gì nào mà luôn chín nhiều bố con này ta tận à ta cho giờ hôm đang giờ hôm đang thì sao thế thì ăn thôi nó nhiều được khu khu lâu nhỉ mà sao thế này thế bắt thế thì ăn thôi sao thế nào lên mà hậu thì ăn thôi nào mà hậu bên này gì à lô lô bố đồ lô lô với gia lô lô ဆေးเสียလို့လို့ရောင်းနှောင်းပေါင်းနှောင်းလုတ်ခွင့်မပေးရဘူးသာသနာမှာနော်သာသနာမှာဟိုလိုလိုဒီလိုလုတ်ခွင့်မပေးရဘူးစာသင်တွေလည်းနေတရားထုတ်နေလည်းအထုတ်ဒါပဲရှိရမယ်တော့တိုင်းသူပြည်သားတွေဘက်ကလည်းစာသင်နေတဲ့ပုဂ္ဂိုလ်တွေတရားထုတ်နေတဲ့ပုဂ္ဂိုလ်တွေကိုအားပေးမယ်ဒီလောင်ဝလာ ပုဂ္ဂိုလ်တွေကိုအားမပေးဘူးကျောင်းထဲမုန်းကြီးတွေအားလည်းစစ်ဆေးမယ်သာသနာဘုံကိုဝင်တိုင်းဝင်တိုင်းစစ်ဆေးမယ် အစိုးရဘက်ကလည်းအာဏာစက်တွေနဲ့ထုတ်ပြန်မယ်ဆိုရင်ဘယ်တော့ကောင်းသွားမလဲသာသနာတော်ကြီးရနော်အနာဂတ်မှာအဲ့ဒီလိုဖြစ်ရမှာတဲ့ဆရာတော်ကြီးကယူရီးယားနိုင်ငံတို့ထရီလင်ဂါနိုင်ငံတို့မှာတန်ဃာတော်များအတွက်ရေးဆွဲထားတဲ့ဥပဒေတွေရှိတယ်တဲ့အဲ့ဒါတွေကိုလည်းလေ့လာသင့်တဲ့အကြောင်းဆရာတော်ကြီးကသူတို့နိုင်ငံမှာတချို့ဥပဒေတွေကကောင်းနေပေါ့နော်တန်ဃာအတွက်ထုတ်ထားတဲ့စီမင်းဥပဒေတွေကလူ့ယူစရာကောင်းနေတဲ့ တော့မြန်မာနိုင်ငံအနေနဲ့သာသနာပြုပြင်ရေးကိုလုပ်ကြတော့မယ်ဆိုရင်အဲ့ဒီလိလင်္ကာနိုင်ငံတို့ရိုးတရားနိုင်ငံတို့မှာတန်ခါနဲ့ပတ်သက်ပြီးတော့အစိုးရဘက်ကဘယ်လိုများဥပဒေတွေထုတ်ထားသလဲတန်ခါတော်တွေဘက်ကရောဘယ်လိုများစီးမင်းတွေရေးဆွဲထားသလဲအဲ့ဒါတွေကိုအတူယူသင့်တယ်အဓိကစီးမင်းစည်းကမ်းတွေအားလုံးဒီသာသနာတန်ရှင်းရေးကိုဥတည်တဲ့စီးမင်းစည်းကမ်းဖြစ်ရမယ်ပေါ့တကယ်လည်းအကောင့်တွေဖော်ရမှာပေါ့နော်ဒါဆိုမြန်မာနိုင်ငံမှာလည်း ခေတ်ဆက်ဆက်ဆရာတော်ဘုရားကြီးတွေစီမင်းစည်းကမ်းတွေရေးဆွဲထားတာရှိပါတယ်။ဒါပေမဲ့စာအုပ်ထဲမှာပဲရှိတယ်ပေါ့နော်။လက်တွေမှာရှိမနေဘူး။စာအုပ်ထဲမှာတော့ရှိကြပါတယ်စီမင်းတွေအများကြီးပဲ။မြို့ထဲရွာထဲမှာဇက်ပွဲအငိမ်ပွဲတွေမကြည့်ရတော့လူလေစီကားတဲ့နေရာတွေမှာငွေလူခန္ဓာတွေမလုပ်ရတော့စသဖြင့်ဥပဒေစည်းကမ်းတွေရေးဆွဲထားတာတွေရှိပါတယ်။ဒါပေမဲ့လည်းအဲ့ဒါတွေကလက်တွေ့ ဖြစ်မလာခဲ့ဘူးပေါ့နော်အဲ့တော့ဦးဇင်းတို့သာသနာတန်ရှင်းရုပ်ကအစိုးရလည်းပါရမယ်တိုင်းသူပြည်သားတွေလည်းပါရမယ်ကျောင်းနိုင်ဆရာတော်တွေလည်းပါရမယ်အားလုံးပေါင်းပြီးတော့ပြည့်ပြပြောင်းလဲရေးလုပ်ကြမယ်ဆိုရင်တော့သာသနာတခက်ပြန်လဲကောင်းလာဖို့အနေထားရှိတယ်ပေါ့အဲ့လိုမှမပြုတ်ပြင်ကြဘူးဆိုရင်ခေပညာတဲ့လူငယ်တွေရဲ့အမြင်မှာသာသနာတော်ဟာအထင်သေးစရာ ဖြစ်နေလိမ့်မယ်လို့ဆရာတော်ဘုရားကြီးကမိမ့်မာတော်မူခဲ့ပါတယ်နော် တော့ယနေ့ခေတ်မှာလဲဒါခေတ်လူငယ်တွေအထင်သေးနေကြတာပဲလीမာတာမဲ့တွေဖြစ်ကုန်နေဖြစ်နေကြတာပဲလीဘုန်းကြီးတွေအကျင့်ပြတ်တာကိုကြည်ပြီးတော့အားမလို့အားမရတွေဖြစ်အဲ့လိုတွေဖြစ်ကုန်ကြတယ်เนาะအဲကြောင့်ဦးဇင်းတို့သာသနာတော်တန်ရှင်းရေးအတွက်သာသနာပြုချိန်တန်ပြီးလို့နှိုးဆော်ကြရမှာဖြစ်ပါတယ်ကောင်းပြီဒါကြောင့်ယနေ့အလို့ရှင်များနေတကွဓမ္မမိတ်ဆွေများအားလုံးမာကနောရှင်တော်ဘုရားကြီးရဲ့အနာဂတ်သာသနာရေးကျမ်းစာမှာလာရှိတဲ့ ယဟန်ခံပြုပြင်ရေးတရားဒေသနာတော်ကိုနာယူမသားကြပြီးတော့ဒုသာသနာတန်ရှင်းရေးဟာငါတို့မှလည်းတာဝန်ရှိတယ်လို့ခံယူစောက်တည်ကြပြီးတော့မြတ်စွာဘုရားအဆုံးအမတော်အတိုင်းမြတ်စွာဘုရားသာသနာတော်တန်ရှင်းအောင်ကိုစီကိုစီစူးစမ်းအထောက်နိုင်ကြပါစေကုန်သတည်း